ဲကြောင့်ယရဏတုတ်မှာမြတ်စွာဘုရားကယထိန်နာခီလောပတဝိသီတော်တိယဇတောဘိဝတေဟိအတံပကံပိယောသောတာပန်ပုဂ္ဂိုလ်ရဲ့သဒ္ဓါတရားကတကယ်ကြောက်တောင်ကြောက်ဆောင်ပေါ်မှာစိုက်ထားတဲ့အလန္နိုင်ကြီးလိုပဲတဲ့သတုတ်ပိဝတေဟိအရက်အရက်လေးမျက်နာက လေတွေလာခြင်းတိုင်းလာအဲ့ဒီလေတံကိုသူတို့ကခံနိုင်တယ် ောတာပန်ပုဂ္ဂိုလ်ရဲ့သဒ္ဓါတရားခိုင်မာတယ်ပေါ့ဘလို့နဲ့နဲ့မနေဘူးသုဘဗုဒ္ဓသူတော်ကောင်းတွေတည်တယ်ဖះမဟုပြောတရားမဟုပြောသံဃာမဟုပြောမင်းပတ်စံတွေအများကြီးပေးမယ်ပြောတယ်တရားမင်းတော်သူကငေါက်လိုက်တည်တယ်မပြောနိုင်တဲ့အပြေဘာဖြစ်လို့တော့မေးလိုက်တော့တရာသီလတုဒ္ဒစာကပညာရှိဤဩတ္တပလို့ခေါ်တယ်သူတော်ကောင်းဥစ္စာယရနာတွေငါနှလုံးသားမှာကိန်းနေတဲ့အတွက်တာကြောင့်ဖះမဟုဘူးငါမပြောနိုင်ဘူးတဲ့ မပြောလို့တတ်ခြင်းလေအသက်သာသေခံလိုက်မယ်သူ့ရဲ့သရတရားအပြတ်မခံဘူးအဲ့တော့သူတော်ကောင်းတို့ဥစဉ်တို့တို့ပုထုဇဉ်တို့ရဲ့သရတရားရဲ့အဲ့လိုမဟုတ်ဘူးတဲ့ဖွဲပုံပေါ်စိုက်ထားတဲ့သရတရားဆိုတော့ဘေးကနေလာပြီးနှဲ့လိုက်ရင်အလွယ်လွယ်လေးနဲ့လဲသွားနိုင်တာဖြစ်တဲ့တွေ့တာကြောင့်ကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်ရင်ချက်ချင်းသာထပြူပါလို့ဘုရားကဒီလိုတိုက်တွန်းတာ